မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီးတော့2025ခုနှစ်အော်တိုဘာလ21ရက်နေ့ Radio NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ဒီပါဝလီနေ့ဒူးနေ့မြတ်မှာဟိန္ဒူဘာသာဝင်များနဲ့မြန်မာလူထုငြိမ်းချမ်းမှုအတွက်စုမုံကောင်းများတောင်းပေးခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်အော်တိုဘာလ20ရက်နေ့မှာကြာရောက်တဲ့ဒီပါဝလီသို့မဟုတ်ဒီဝါလီနေ့မှာ မြူသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကဟိန္ဒူဘာသာဝင်တို့ရဲ့ဒီကနေ့ကြရောက်တဲ့ဒီပါဝလီနေ့ဒုနေ့မြတ်အခါသမယမှာပြည်တွင်းပြည်ပဟိန္ဒူဘာသာဝင်များအားလုံးနဲ့တကွမြန်မာလူထုတည့်ရလုံစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းများရရှိလျက်ဘေးကင်းရန်ကွာလုံခြုံသာရာပြီးတော့ Federal Democracy ပြည်တော်စုတည်ဆောက်ရေးအတွက်ဆက်လက်လှမ်းချနိုင်ကြပါစေကြောင်းဆုတောင်းဂုဏ်ပြုခဲ့ပါတယ်။ထို့အတူနိုင်ငံခြားရေးဝန်ကြီးဌာနကလည်းဒီပါဝလီပွဲတော်အခါသမယမှာကမ္ဘာတဝန်းလုံးမှာရှိတဲ့ဟိန္ဒူဘာသာဝင်အပေါင်းကိုယ်စိတ်နှစ်ဖြာက ျမ်းမာကြပါစေကြောင်းစုမုံကောင်းတောင်းခဲ့ပါတယ်။အလားတူကာကွယ်ဝန်ကြီးဌာနကလည်းဟိန္ဒူဘာသာဝင်တို့ရဲ့အထွတ်မြတ်ထားရာအလင်းရောင်များနဲ့ပျော်ရွှင်မှုများယူဆောင်လာပြီးမဲ့ဒီပါဝလီနေ့မှာကမ္ဘာအနှံ့အပြားမှာရှိကြတဲ့ဟိန္ဒူဘာသာဝင်ကြီးအကူမောင်နှမများနဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းတို့နဲ့ပြည့်စုံပြီးတော့မျှော်လင့်ချက်အသည့်အောင်မြင်မှုအသည့်များရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်းစုမုံကောင်းတောင်းပေးခဲ့ပါတယ်။ ီကနေ့ကြရောက်တဲ့တနင်္လာနေ့ဟာဟိန္ဒူဘာသာဝင်တို့အတွက်မွန်မြတ်တဲ့မင်္ဂလာနေ့ဒေဝါလီဒီပါဝလီနေ့ဖြစ်ပါတယ်။မေအလင်းတိုင်တွေလိုငြိမ်းချမ်းမှုနဲ့ဓမ္မအလင်းတွေအားလုံးအပေါ်ပြန့်နှံ့ပါစေ။အမောင်တွေပျောက်ကွယ်ပြီးတော့ဒီမိုကရေစီနိုင်ငံတော်အမြန်ဆုံးရရှိပါစေလို့ຫນွေဦးထီကလည်းစူတောင်းစကားပြောကြားခဲ့ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့နဲ့ထိုင်းလွှတ်တော်အမတ်တွိဆုံစစ်တပ်ရဲ့အကန့်အသတ်ရွေးကောက်ပွဲကိုနိုင်ငံတကာကအတိမတ်မပြုရန်တိုက်တွန်းတဲ့သတင်းကိုတင်ပြပေးပါမယ်။မြန်မာစစ်ကောင်စီကဒီဇင်ဘာလမှာကျင်းပမဲ့အကန့်အသတ်ရွေးကောက်ပွဲ limited election ဟာမြန်မာနိုင်ငံရဲ့အခြေအနေကိုပုံမှုဆိုးရွားစေနိုင်တဲ့အတွက်ကြောင့်နိုင်ငံတကာအတိုင်းဝိုင်းကအတိအမှတ်မပြုရန်ထိုင်းလွတ်တော်အမတ်ကန်နဝီဆူဆန်းကအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်လူသားချင်းစာနာထောက်ထားရေးနဲ့ BNDA ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့ဦးဆောင်တဲ့ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကိုစလဲအဖွဲ့နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်၎င်းရဲ့ Facebook စာမျက်နှာမှာတိုက်တွန်းထားပါတယ်ပြည်ထောင်စုဝန်ကြီးများပါဝင်တဲ့ CRPH ကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံမှုမှာထိုင်းနိုင်ငံရဲ့ဥပဒေပြူရေးအာဏာအဖြစ်မြမအရေးမှာအပြုသဘောဆောင်တဲ့ဂျာဝင်ဆောင်ရွက်မှု constructive intervention ပြုလုပ်နိုင်မဲ့ဖြစ်နိုင်ခြင်းများကိုစွန့်နှိခဲ့တယ်လို့ဆိုထားပါတယ်မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးမဖြစ်ပေါ်ပါကထိုင်းနိုင်ငံဟာမလွေးမရှောင်သာထိခိုက်မှုများနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ် မျက်စိမိတ်နားပိတ်ထားမဲ့အစားပြဿနာများကိုနားထောင်ပြီးတော့ရေရှည်တည်တမ်းတဲ့ဖြည့်ရှင်းနည်းများကိုရှာဖွေရန်စိတ်ဖွင့်ထားသင့်ပါတယ်လို့ကန်နဝီက၎င်းရဲ့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။၎င်းကထိုင်းနဲ့မြန်မာနှစ်နိုင်ငံပူးပေါင်းဖွံ့ဖြိုးရေးအတွက်အခွင့်အလမ်းများကိုလည်းဖန်တီးနိုင်မယ်လို့လည်းထည့်သွင်းရေးသားထားပါတယ်။ဒါ့အပြင်မြန်မာအရေးက ထိုင်းနိုင်ငံရဲ့လုံခြုံရေးစီးပွားရေးနေဆက်ဒေသခံများရဲ့နေစဉ်ဘဝတို့ကိုထိခိုက်စေနိုင်ကြောင်းနေဆက်ဖြတ်ကျော်လူသားချင်းစာနာမှုအကူအညီများပေးရခြင်းများဖြင့်ဒေါက်ခတဲ့များထိုင်းနိုင်ငံကိုအလုံးရင်းဖြင့်ဝင်ရောက်လာမှုကိုကာကွယ်နိုင်မှာဖြစ်ပြီးတော့ထိုင်းနဲ့မြန်မာနေဆက်ကိုအသုံးပြုလှုပ်ဆောင်နေတဲ့နိုင်ငံတကာရာဇဝတ်မှုများဖြစ်တဲ့ Call Center လေးလေးမှုနဲ့ အွန်လိုင်းငွေလိမ်လည်မှုများကိုဖြိုခွင်းရန်လဲလိုအပ်ကြောင်းဆွနွေခဲ့တယ်လို့သိရပါတယ်။ကနဝီကထိုင်းနိုင်ငံအနေဖြင့်မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးအတွက်ခိုင်မာတဲ့ယက်တီမှုကိုအမြန်ဆုံးပြသရန်လိုအပ်ကြောင်းအလေးပေးပြောကြားခဲ့ပြီးတော့ထူဆွနွေချက်များကိုထိုင်းလွှတ်တော်မှဆက်လက်တင်ပြရန်ကတိပြုခဲ့ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ပေါ်ရန်မင်းကြီးလီယို၁၄မြန်မာနိုင်ငံပြည်ပကအတွက်ငြိမ်းချမ်းရေးတောင်းဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ ဗာတီကန်မြို့တော်စိန့်ပီတာယဉ်ပြင်မှာပုပ်ယဟန်မင်းကြီးလီယို14ကမြန်မာနိုင်ငံမှာလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကင်ပဋိပက္ခတွေနဲ့အရက်ဘတ်လူထုကိုပြစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေကိုဝန်းနေကြောင်းအော်တိုဘာလ19ရက်နေ့ကမိန့်ကြားခဲ့ပါတယ်။အဆိုပါပဋိပက္ခတွေမှာလူထုတွေရုန်းကန်နေရတဲ့အခက်အခဲတွေမလုံခြုံမှုတွေဖြစ်ပေါ်နေတာကြောင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်ပေါ်လာဖို့တိုက်တွန်းခဲ့ပါတယ်။မြန်မာနိုင်ငံကတည်င်းတွေကဝန်းနေစရာကောင်းလွန်ပါတယ်။ လက်နက်ကိုင်ပြိပကတွေဆက်ရှိနေပြီးတော့လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေရှိနေပါတယ်။အယက်သားလူထုနဲ့အယက်သားအဆောက်အုံတွေပြစ်မှတ်ထားခံရပါတယ်။ရန်ဆမှုမလုံခြုံမှုနဲ့အခက်အခဲတွေကြောင့်ဒုက္ခရောက်နေတဲ့လူတွေနဲ့ကျွန်တော်ဝိညာဉ်ကြီးအရာနီးကပ်စွာရှိနေပါတယ်လို့ပုတ်ရဟမင်းကြီးကမိန့်ဆိုခဲ့ပါတယ်။ပုတ်ရဟမင်းကြီးလီယို၁၄ရဲ့ဒီထုတ်ဖော်ချက်ဟာပုတ်ရဟမင်း Frank Sick ရဲ့ မြန်မာခရီးစဉ်2018ခုနှစ်ကနောက်ပိုင်းဗာတီကန်ရဲ့မြန်မာပြည်ပကအပေါ်ပါဝင်မှုကိုဆက်လက်ပြသတဲ့အရာဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ SDUM ဦးဆောင်သူဒေါ်မျိုးမျိုးအေးအပါအဝင် အလုတ်သမားအရေးလှုပ်ရှားသူအချို့ပြန်လည်လွတ်မြောက်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ SDUM ဦးဆောင်သူဒေါ်မျိုးမျိုးအေးအပါအဝင်အလုတ်သမားအရေးလှုပ်ရှားသူများဟာအော်တိုဘာလ20ရက်နေ့ညနေ4နာရီခွဲအချိန်ခန့်မှာအင်းစိန်အချင်းထောင်မှပြန်လည်လွတ်မြောက်လာကြောင်း SDUM မှအသိပေးထုတ်ပြန်ထားပါတယ်။ဒုတိယသမရအမိန့်ဖြစ်လက်ရှိဆွဲဆိုထားတဲ့အမှုများအားလုံးကိုရုပ်သိမ်းကြောင်းဖက်ပြကြီးညာပြီးနေအိမ်ကိုပြန်လည်ရောက်ရှိကြောင်းတင်ပြရရှိပါတယ်။ပြန်လည်လွတ်မြောက်လာ ားသူများမှာဒေါ်မျိုးမျိုးအေးနဲ့အတူအခြားအလုသမားအရေးလှုပ်ရှားသူများဖြစ်တဲ့ကိုတက်နှင်းအောင်နဲ့မတက်ထားဆွေတို့လည်းပါဝင်ထားတယ်လို့သိရပါတယ်။နောက်ထပ်ကြန့်ရှိနေတဲ့ SDU မဝန်တန်း၉ဦးကိုအကျဉ်းထောင်ထဲမှာအသီးသီးဆက်လက်ထိန်းသိမ်းချုံနောင်ခံရလျက်ရှိကြောင်းလည်းဖော်ပြထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့အင်းစိန်အချင်းထောင်မှာစစ်ကောင်စီကနိုင်ငံရေးအချင်းသားများအားကြိုတင်မဲပေးရန်ဖိအားပေးငင်းဆန်သူများကိုထောင်တွင်းပြစ်ဒဏ်ဖြင့်ချိန်ချောက်တဲ့တရင်ကိုတင်ပြပေးပါမယ်။ရန်ကုန်တိုင်းအင်းစိန်အချင်းထောင်မှာစစ်ကောင်စီကနိုင်ငံရေးအချင်းသားများနဲ့အခြားအချင်းသားများအားရွေးကောက်ပွဲအတွက်အကျိုးမဲပေးရန်ဖိအားပေးနေကြောင်းနိုင်ငံရေးအချင်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP မှအတည်ပြုထုတ်ပြန်ထားပါသည်။ကြိုတင်မဲပေးရန်ငင်းဆန်ပါက တိုက်ပိတ်ခြင်းကဲ့သို့ထောင်တွင်းပစ်တံများချမှတ်မယ်လို့ချိန်ချောက်နေတယ်လို့သိရပါတယ်။တစ်ဖက်မှာစစ်ကောင်စီကငင်းချင်းကြီးဆွေးနွေးပွဲများပြုလုပ်နေတယ်လို့ဆိုတော့လေသခိုင်းတိုင်းမန္တလေးတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးဖြင့်ပစ်ခတ်မှုနဲ့စစ်ကြောင်းထိုးမှုများဆက်လက်ကျူးလွန်နေရာအရသာပြည်သူ85ဦးကတီးဆုံးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ Chao Revolution Army ကဖွင့်လှစ်ခဲ့တဲ့စေပေကန်တစ်နှစ်အတွင်းပြင်ပလူနာ958ဦး ကုသပေးနိုင်ခဲ့တဲ့တရင်ကိုတင်ပြပေးပါမယ်6ဒေါ်လာရေးတက် CRA စေးဌာနကြီးမှဖွင့်လှစ်ခဲ့တဲ့ပြင်ပလူနာကြီးစေးကန်းဟာအော်တိုဘာလ20ရက်နေ့မှာတနစ်ပြေးမြောက်ခဲ့ပြီဖြစ်တယ်လို့တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်အဆိုပါစေးကန်းဟာတနစ်အတွင် ပြင်ပလူနာပေါင်း958ဦးမိုင်းနဲ့လက်နက်ကြီးထိလူနာ32ဦးမွေးလူနာ8ဦးပိုးထိလူနာ2ဦးကိုကုသပေးနိုင်ခဲ့တယ်လို့ဆိုပါတယ် ဒါအပြင်မိုဘိုင်းကလင်းနဲ့အနေဖြင့်ရွာပေါင်း22ရွာကိုလစဉ်ကွင်းစင်ကူးသားမှုများလည်းပြုလုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ CIA အနေဖြင့်စီးလှုပ်ရှားနေတဲ့ဒေသများမှာလူမှုဝန်ဆောင်မှုလုပ်ငန်းများကိုလည်းယခုလိုအစင်မပြတ်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့အသိပေးထားပြီးတော့စီးပီကန်စတင်လေပတ်ချိန်မှစပြီးတော့ဒီကနေ့အထိနေမအားညမအားတာဝန်ထမ်းဆောင်ပေးခဲ့တဲ့ဆရာဆရာမများကိုလည်းလေးစားဂုဏ်ပြုကြောင်းထုတ်ပြန်ထားပါရခင်ဗျာ။ ဆက်လက်ပြီးတော့ချင်းအမျိုးသားတက္ကသိုလ်က2026ပညာသင်နှစ်အတွက်မဟာဌာနအလိုက် တင်နန်းလျှောက်လွာခေါ်ယူတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ချင်းအမျိုးသားတက္ကသိုလ်က2026ပညာသင်နှစ်အတွက်သက်ဆိုင်ရာမဟာဌာနအသီးသီးအတွက်သတ်မှတ်ထားတဲ့အကြီးချင်းများနဲ့ကန့်ညီတဲ့တင်နန်းလျှောက်လွာများခေါ်ယူနေတယ်လို့ထုတ်ပြန်ထားပါရယ်။2026ခုနှစ်ဇန်နဝါရီလပထမပတ်မှာစတင်ဖွင့်လှစ်သွားမှာဖြစ်ပြီးတော့လျှောက်လွာများကိုနိုဝင်ဘာလ30ရက်နေ့နောက်ဆုံးထားပြီးတော့ personal statement လိုအပ်တဲ့အထောက်အထားမိတ္တူများနဲ့အတူပူးတွဲတင်သွင်းရမယ်လို့ဆိုပါရယ်။ ပနာမရွေးချယ်ခံရသူများဟာဝင်ကင်းစာမွေးပွဲဖြေဆိုရမှာဖြစ်ပြီးတော့အောင်မြင်သူများကိုသာတက်ရောက်ခွင့်ပြုမယ်လို့သိရပါတယ်။အချိန်မီမရောက်လာတဲ့ရှောက်လွာများနဲ့အချက်လက်မပြည့်စုံတဲ့ရှောက်လွာများကိုထယ်သွင်းစဉ်းစားမှာမဟုတ်ဘဲနဲ့ပညာရေးအဖွဲ့ချင်းအမျိုးသားတက္ကသိုလ်ရဲ့ဆုံးဖြတ်ချက်သာအတည်ဖြစ်တယ်လို့အတည်ပြထားပါတယ်။ခေါ်ယူသွားမယ့်သင်တန်းအမျိုးသားများဟာလုပ်ငန်းခွင်ပညာရေးဒီပလိုမာသင်တန်းနှစ်နှစ် ဘွဲကျူပညာရေးဒီပလိုမာသင်တန်း2နှစ်ဘွဲလွန်ပညာရေးဒီပလိုမာသင်တန်း2နှစ်ဥပဒေပညာ4နှစ်မြို့ပြအင်ဂျင်နီယာ2နှစ်လျှက်စီအင်ဂျင်နီယာ2နှစ်တို့ဖြစ်ပါရင်လျှောက်လွှာများကိုတက်ဆိုင်ရာမြို့နယ်ဒေသပညာရေးဌာနသို့မဟုတ် Ministry of Education Government of Chinland ရဲ့ Facebook page တို့မှာ Google link တောင်းယူနိုင်ပြီးတော့ Chin National University at gmail.com သို့ပေးပို့လျှောက်ထားရမယ်လို့သိရပါတယ်။သက်ဆိုင်ရာသင်တန်းအလိုက်အီချင်းသတ်မှတ်ချက်များကို Ministry of Education Government of Chinland ရဲ့ Facebook page မှာဝင်ရောက်ကြည့်ရှုနိုင်ပြီးတော့သင်တန်းကြီးစာရွက်စာတန်းကြီးမပါလစဉ်ကြက်နှစ်သိန်းသတ်မှတ်ထားတယ်လို့သိရပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ခါရှဲနဲ့ပရေပူတို့ကပြပို့ထားတာဖြစ်ပါရယ်ခင်ဗျာ။